အရာဝတ္ထုမှန်သမျှလောင်ကျွမ်းရေပျော်ကျစေတဲ့ဒီအင်မတန်မှပြင်းထန်တဲ့တာမိုက်ဘရပွန်အုံမီတောက်တွေဒရုန်းပေါ်ကနေရုရှားကချေချပါလိမ့်ရုရှားတရယူကရိန်းလမ်းနေမှာကာယံအုံမိုးပေးထားတဲ့ပိုက်ကွန်တွေကိုဒရုန်းပေါ်ကနေမီတောက်တွေချေချလောင်ကျွမ်းစီခဲ့တဲ့ရုပ်တံဖိုင်မတန်းတွေပေါ်ထွက်ခဲ့ပါလိမ့်လက်ရှိမြန်မာခေတ်စည်ရင်းချင်နေမြဒီငါးဖက်ပိုက်ကွန်တွေကိုတုံးလာရတဲ့အကြောင်းရင်းကလည်းတခြားကြောင့်မဟုတ်ပါဘူး ဒရုန်းနဲ့တိုက်ခိုက်ရတဲ့အခါမှာဒရုန်းပေါ်ကဖြစ်တဲ့ဒီအစွမ်းထက်တဲ့မီဇိုင်းတွေဟာဒီငါးဖမ်းပိုက်ကုန်တွေနဲ့ညှိပြီးတော့အောက်ကိုမရောက်သေးပဲအပေါ်မှာတည်းပေါက်ကွဲတဲ့ဖြစ်စဉ်တွေလည်းရှိပါတယ်။ဒါပြောရမယ်ဆိုရင်တော့ပြစ်မှတ်ကိုအကောင်းဆုံးကာကွယ်ပေးနိုင်တဲ့တကယ်တန်ဖိုးနဲ့နီလန်းနေတဲ့ကတခုပါ။ဒါကြောင့်ဒီငါးဖမ်းပိုက်ကုန်နီလန်းကိုဖြည့်ရှင်းမှုဆိုပြီးတော့တာမိုက်ဒရပ်ပေါင်းတို့မြူတောက်တွေကိုဂရုံးပေါ်ကနေရုရှားကကျဲချလာတာဖြစ်ပါလိမ့်။ စမေဇုံတွေမှာ dry ice drone ပြမတ်တွေဖြစ်မသွားစေဖို့အရေးကြီးတဲ့လမ်းတွေကိုအုံမိုးကရင်ထားလို့ရှိတဲ့ပိုက်ကွန်တွေကို Ukraine ကအသက်ကင်ဥမင်နေလို့ခေါ်ပါတယ်ဒီပိုက်တွေဟာ Kamikaze drone ပြမတ်တွေဖမ်းယူရရှိခြင်းမှာအနောက်အရှက်အရန်ပေးပါတယ်ဒါကြောင့်တန်ပိုးနေပြီးတော့အင်မတန်မှထိရောက်တဲ့ပိုက်ကွန်တွေဖြစ်ပါတယ်ဒီပိုက်ကွန်တွေကိုဖျက်ဆီးဖို့ကတော့တနည်းပဲရှိပါတယ်အလွန်လူသားမဆန်တဲ့တီထွင်မှုလက်လက်ဖြစ်တဲ့မီးတောက်မီးလုံးတွေကျဲချပြီးလောင်ကျွမ်းဖျက်ဆီးတာဖြစ်ပါတယ် ရုရှားက Dragon drone တွေဟာမြေထားတန်တန်းနဲ့အေးဖြောမှာသုံးတဲ့နည်းပညာဖြစ်တဲ့ထိတွေ့သမျှအရာအလုံးကိုလောင်ကျွမ်းစေတဲ့လက်နက်စနစ်ထည့်သွင်းထားတာဖြစ်ပါတယ်အလူမီနီယံနဲ့အိုင်ယွန်အောက်ဆိုက်ဓာတ်တွေကိုရောစက်ထားတဲ့တာမိုက်ဒရပ်ပေါင်းပါဘူးတွေကိုမီးတောက်ဖြစ်စေပြီးဒီမီးတောက်တွေဟာ2500ဒီဂရီထိအေးပျော်စေနိုင်ပါတယ်။ပြည်တွင်းစစ်ဘက်အရာရှိတွေကတော့ရုရှားရဲ့ငကား drone အန္တရာယ်ဟာလုံကြောက်မဖွယ်ကောင်းပြီးတော့လူသားတွေသာဒီမီးတောက်ထိရင်လောင်စာမကုန်မချင်းနှိမ့်သက်လို့မရပဲအေးပျော်သွားနိုင်တယ်ဆိုပါလေ။ ဒါကြောင့်ဒီမိကောက်ဟာလူဝါသာထိတော့အရေးတော်ပြောသွားနိုင်ပါလေလူဝါသာမကတန်ကြက်ကလေးတင့်နေတော့အရေးပြောစမယ်နဲ့ထိအင်မတန်မှမူရှင်မြင်မားစွာထလုပ်တဲ့လူသားမဆန်တဲ့လက်နက်ဖြစ်တယ်လို့တုံးသက်ပြောဆိုမှုတွေရှိနေပါလေနောက်ဆုံးရရှိတဲ့အချက်လိုက်ရဆိုရင်တော့ရုရှားရင်နဲ့တင်မှောင်ခိုသင်္ဘောတွေကိုပင်လယ်လက်မှာရောက် drone နဲ့ယူကရိန်းကတိုက်ခိုက်ဖျက်ဆီးလိုက်တယ်လို့သိရပါတယ်။ယူကရိန်းရဲ့ရောက် drone တွေဟာရုရှားရဲ့ရင်နဲ့တင်မှောင်ခိုသင်္ဘောနှစ်စင်းကိုပင်လယ်နဲ့ဒေသမှာတိုက်ခိုက်ကြောင်းယူကရိန်းလူကြုံဝန်ဆောင်မှုဌာန SBU မှအရာရှိတွေကပြောပါတယ်။ မေမောနစီဟာတောက်ကြတဲ့စနေမှာပေါက်ပွဲမှုတွေဖြစ်ပြီးနောက်ယူကရိန်းကဒီတက်ခိုက်မှုကိုမိမိတို့လုပ်ခဲ့တာလို့ကြုံရပါလေ SBU နဲ့ရေတပ်တို့ပူးပေါင်းစစ်ဆေးရေးမှာ Sea Baby ရေချောင်းဒုံးတွေကိုတုံးခဲ့ကြောင်းယူကရိန်းလုံခြုံရေးသတင်းရင်းမြစ်တွေကပြောပါလေရေနယ်နေသမောနစီဟာဆူဆူဝါပျက်စီးခဲ့ပါတယ်ဒါဟာရုရှားရဲ့တိုက်ပွဲဆိုင်လုပ်ငန်းကိုတိသာထိခိုက်သွားစေတယ်လို့ဆိုပါတယ်ပေးဆိုရင်းမှုကိုရှောင်ရှားပြီးတော့ရေနံကိုဝယ်လက်တွေထံတင်ပို့ဖို့အတွက်ရေနံတင်သင်းပေါ်ပေါင်းရပေါင်းများစွာရောရှားကတောင်းနေပါတယ်။နောက်ပြီးတော့သူတို့ကအစဉ်ပြေတဲ့အလံတွေကိုရွက်လွှင့်နေတာပါ။ ဒီအလံတွေကိုတုံးနေတာလဲတခြားနိုင်ငံတွေအလံကိုတုံးပြီးတော့ဒီလိုမျိုးရွက်လွင့်နေတာဖြစ်ပါလိမ့်ဥမာပြောရင်ဗျာဂမ်ဘီယာနိုင်ငံအလံလွင့်ထူထားတဲ့ viral genetic disorder ဟာတောက်ကြနေကပထမဆုံးချိန်တိုက်ခိုက်ခံရပြီးတဲ့နောက်စနစ်နှစ်မှာထပ်မံတိုက်ခိုက်ခံရတယ်လို့တူတီသေပို့ဆောင်ရေးဝန်ကြီးဌာနကပြောပါတယ်။ယမနက်ပြန်ထပ်မံအနေနဲ့ထိခိုက်ပျက်စီးခဲ့ပြီးမီးလောင်ကျွမ်းမှုရှိခဲ့ကြောင်းတူတီရေချောင်းအာနာပိုင်တွေကပြောပါတယ်။ တင်းမောဟာတူရကီကဲဝန်တက်မှာမိုင်30ခန့်ကွာမှာရှိပါတယ်။တောက်ကြနေနောက်ပိုင်းမှာတင်းမောဟာအရှိန်လျှော့ပြီးတော့ကဲဝန်ရဲ့ဘက်ကိုပြန်လှည့်လာတာကိုဒေတာတွေကဖော်ပြပါတယ်။တင်းမောဝန်ထမ်းတွေကစွန့်ခွာဖို့တောင်းဆိုတာမျိုးမရှိပါဘူးလို့တူရကီတပ်ပို့ဆောင်ဝန်ကြီးဌာနကပြောပါတယ်။ဒါပေမဲ့မိသက်တင်မောတစင်းကိုတော့အခင်းဖြစ်ရနေရကိုစေလွတ်ခဲ့တယ်လို့ဆိုပါတယ်ရုရှားရင်နဲ့တင်မောတွေကတော့လောစင်မှာပေါက်ကွဲမှုတွေဖြစ်နေပြီးမိသက်ပြင်မဲ့လဲဘာမှအဓိပ္ပာယ်မရှိတော့ပါဘူးတိုက်ခိုက်မှုကြောင့်ဒေတာတွေရေချောင်းသွားလာမှုအသက်အန္တရာယ်ပစ္စည်းဥစ္စာနဲ့ ပါဝင်ခြင်းနဲ့အင်မတန်ကြီးလေးတဲ့အနေရဖြစ်ပေါ်စေလို့စိုးရင်ကြောင့်တူရကီကပြောပါတယ်ဒီသင်္ဘောရဲ့နောက်ဆုံးစိုက်ကမစစ်ကံဘမလဲရှင်းရှင်းလင်းလင်းမသိရပါဘူးသင်္ဘောပို့ဆောင်အချက်လက်တွေကတော့ပြည်လည်နဲ့တွဲအမိန့်ကိုစောင်းဆိုင်နေကြောင်းသာဖော်ပြပါတယ်နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်တယ်ဗျမိမိတို့ဗီနီဇွဲလားနိုင်ငံပေါ်လေကြောင်းပိတ်ဆို့ဖို့တမနာထန်တတိပေးချက်ဟာကိုလိုနီနယ်ချက်ချင်းချောက်မှုပါလို့ဗီနီဇွဲလားကဆွဆွဲပါတယ် ဗီနီဇွဲလားနိုင်ငံတော်လေကြောင်းပိုင်နယ်တွေကိုပိတ်ထားပြီလို့သဘောထားနိုင်ကြောင်းအမေရိကန်သမ္မတထရန့်ပြောကြားမှုနဲ့ပတ်သက်ပြီးဗီနီဇွဲလားကပြောလာတာဖြစ်ပါလေလေကြောင်းလိုင်းတွေလေရင်မှုတွေမူရစ်စေဝါရောင်းဝယ်သူတွေလူကုန်ကူးသူများအားလုံးတို့ဗီနီဇွဲလားကောင်းကင်နဲ့အနီးတစ်ဝိုက်နေရာအားလုံးကိုအပြည့်အဝပိတ်ထားလိုက်ကြပြီလို့သဘောထားပါလို့သမ္မတထရန့်ကသူ့ရဲ့လူမှုကွန်ရက်မှာရေးတာပါလေဒါဟာဗီနီဇွဲလားပြည်သူတွေပေါ်ထပ်မံပြုလုပ်တဲ့အမေရိကန်ရဲ့မောက်မှားရိုင်းစိုင်းတရားမဝင်မျှတမှုမရှိတဲ့ရန်လိုမှုပါလို့ဗီနီဇွဲလားကပြောပါတယ် ဒါနဲ့ပတ်သက်ပြီးမှတ်ချက်ပေးဖို့ Enviro ကိုဘီစီသတင်းဌာနကတောင်းဆိုလို့မဲ့မှတ်ချက်မပေးပါဘူး။ဘာနဲ့ထရန့်ကချိန်ချောင်းမှုတွေတိုးပြချိန်မှာပဲမိမိအနေနဲ့လွတ်လပ်ရဲ့အတီးပြချက်ယူခြင်းမြူခြင်းအတွက်ဒေါသဖြစ်အောင်ဒီမိုကရက်နဲ့ရီပါဘလစ်ကလွတ်တော်အမတွေကပြောပါတယ်။တမန်ထွန်းရဲ့ဗီနီဇွဲလားပေါ်မစင်ကျင်တဲ့လောက်ရက်တွေဟာအမေရိကန်ကိုစစ်ပွဲတစ်ခုစီတွန်းပို့နေတာလို့အထက်လွတ်တော်မှထိုင်တန်ဒီမိုကရက်အမတ်ခေါင်းဆောင်ချက်ရှူးမကပြောပါတယ်။ ကြော်သိမိကမခွာပြေးမိချင်းဒီထွန်းရဲ့အကြီးဆုံးမဟာမိတ်ဖြစ်တဲ့ Republican Matt Majority Taylor Green ကလည်းစစ်ကြညာဖို့လွတ်တော်မှာပဲအာဏာရှိတယ်လို့သတိပေးပါတယ်။ Venezuela နိုင်ငံရဲ့ဒီတိုင်းမှာဆေးလုံရှာမှုမြင့်တက်လာတဲ့အတွက် American ရပ်ပတ်လေကြောင်းအာဏာပိုင်အဖွဲ့ကသတိပေးပြောပြီးရပ်ပိုင်းကြမှာထွန်းရဲ့မှတ်ချက်ထွက်ပေါ်တာပါ။ဒီလိုမလျော်ကန်တဲ့ရန်လိုမှုကိုပြပြတတပယ်ချဖို့နိုင်ငံတကာအတိုင်းဝိုင်းကမ္ဘာတော်မှာအစိုးရအဖွဲ့တွေ ကုလသမဂ္ဂနဲ့သက်ဆိုင်ရာနိုင်ငံပေါင်းစုံအဖွဲ့အစည်းတွေကိုတိုက်ရိုက်ပန်ကြားပါကြောင်းဗီနီဇွဲလားနိုင်ငံခြားရေးဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။အခြားတနိုင်ငံလေကြောင်းပိုင်တွေကိုပိတ်ဆို့ပိုင်ခွင့်အမေရိကန်မှာမရှိဘူးလို့ပြောပါတယ်။ဒါပေမဲ့ Trend Online Post ကြောင့်ခီးသွားလာရေးမသေးချာမရေရာမှုတွေဖြစ်ပေါ်နေတယ်လို့ဒီလိုလေကြောင်းပြည့်စုံမှုတွေအတွက်လည်းအဟန့်တာဖြစ်စီပါတယ်။ကမ္ဘာအကြီးဆုံးလေယာဉ်သင်္ဘောကြီးဖြစ်တဲ့ USS Jeff 4နဲ့တပ်ဖွဲ့ဝင်1000ကျော်ပါ ဗင်နီဇွဲလားနိုင်ငံကိုတိုက်ခတ်နေတဲ့အကွာအဝေးမှာအမေရိကန်ကတဆွဲထားပါတယ်1989ခုနှစ်ပနားမကိုဝန်ဆောင်ပြီးတဲ့နောက်အဲ့ဒီဒေသမှာအမေရိကန်တပ်ဖွဲ့တွေအများဆုံးတပ်ဖြန့်ချထားခြင်းဖြစ်ပါတယ်မူရီဆေဝါကုန်ကူးမှုတွေကိုတိုက်ဖြတ်ဖို့ဖြစ်ကြောင်းအမေရိကန်သမ္မတထရန့်ကအခိုင်အမာပြောပြီးမာဒူရိုကိုဖြုတ်ချဖို့စ조사နေခြင်းမဟုတ်ဘူးလို့ဆိုပါတယ်ဒါပေမဲ့မာဒူရိုကတော့ဒါဟာမိမိတို့ဗင်နီဇွဲလားနိုင်ငံလုံးကိုအမေရိကန်ရဲ့စီးရဲချင်းချောက်မှုပါလို့ခေါင်းစဉ်တက်နေပါတယ်နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ် အန်ဝါရီနဲ့ပတ်သက်ပြီးတော့တရုတ်နဲ့ပြဿနာဖြစ်နေတဲ့ဂျပန်ဝန်ကြီးချုပ်ကိုယာရူကနှုတ်ထွက်ဖို့ဆိုပြီးဆန္ဒပြနေပြီဖြစ်ပါတယ်။ထိုင်ဝမ်ရင်းနဲ့ပတ်သက်ပြီးဂျပန်ဝန်ကြီးချုပ်ရဲ့ပြောစကားကိုလည်းပြန်ယူသိမ်းဖို့ဂျပန်ပြည်သူထောင်နဲ့ချီဆန္ဒပြပြီးတော့ယာရူကနေနှုတ်ထွက်ဖို့တောင်းဆိုပါတယ်။မိမိတို့အနေနဲ့တရုတ်နဲ့အစ်စ်ဖြစ်ခြင်းနဲ့ဆန္ဒမရှိဘူးလို့ပြည်သူတွေကပြောပါတယ်။ပြည်သူတွေကဂျပန်ဝန်ကြီးချုပ်ရုံးပြင်ပမှာတောင်းဆိုခဲ့တာဖြစ်ပြီးဝန်ကြီးချုပ်တက်ကအချိစစ်ဖြစ်အောင်မလုပ်ပါနဲ့မှတ်ချက်ကိုချက်ချင်းရုံသိမ်းပါ ဖွဲ့စည်းပုံကိုလိုက်နာပါဆိုတဲ့ကြွေးကြော်တန်းတွေကြွေးကြော်ခဲ့ပါတယ်။တာကာအီချီဟာထိုင်ဝမ်ရင်းနဲ့ပတ်သက်ပြီးတော့တင်းတင်းမမာအမှတ်ချက်ပေးခဲ့ပြီးတရုတ်ကထိုင်ဝမ်ကိုအင်အားသုံးနေဂျပန်ကလည်းလက်ပိုက်ကြည့်နေမှာမဟုတ်ဘဲနဲ့ဝင်ရောက်ဆက်ဖက်သွားမှာဖြစ်ကြောင်းအရေးမို့ပြောဆိုတာဖြစ်ပါတယ်။ဒီလိုမှတ်ချက်ပေးပြီးတော့ဂျပန်နိုင်ငံလမ်းတွေမှာဝင်ကြီးချုပ်မှတ်ချက်ကိုစန့်ကျင်မှုတွေရှိခဲ့ပြီးစံကျင်စံနာပြမှုတွေအရဖြည်းဖြည်းကြီးထွားလာပါလေ။တခါအီချီကသူ့မချက်ကအစိုးရရဲ့ကာလရှည်အမြင်နဲ့တူတူပဲဖြစ်တယ်လို့ ဒါကြောင့်မှတ်ချက်ကိုမိမိအနေနဲ့ပြောင်းလဲသွင်းမှာမဟုတ်ကြောင်းခိုင်မာပြောပါတယ်။ဆန္ဒပြသူတွေကဒီမှတ်ချက်ဟာဘယ်သူမှအကျိုးမရှိဘူးလို့ပြောပြီးတချို့လူတွေကလည်းအာရှမှာဂျပန်ရဲ့အခမ်းအနားနဲ့ပတ်သက်ပြီးတော့စိုးရိမ်နေမှုတွေရှိနေပြီဖြစ်ပါတယ်။အဲဒီလိုဂျပန်ရဲ့မှတ်ချက်ထွက်တဲ့အချိန်မှာပဲထိုင်ဝမ်ကျွန်းကိုကျူးကျော်ဖို့ဆိုပြီးတော့တရုတ်ကတော့ကြောက်ကြရတဲ့လေ့ကျင့်မှုတွေဇက်တိုက်လုပ်နေပါတယ်။ ဒုတိယကမ္ဘာစစ်နော်မန်ဒီကန်တက်ဆက်စင်ရေးထပ်ပိုကြီးတဲ့ဆက်စင်ရေးကြီးတစ်ခုအနေနဲ့ရပ်ပတ်သုံးသင်္ဘောအုပ်စုကိုအသုံးပြုဖို့တရုတ်ဘက်ကလေ့ကျင့်ပြင်ဆင်နေတယ်လို့သိရပါတယ်။ဒါအပြင်ကုန်တင်သင်္ဘောတွေနဲ့ယင်းတင်သင်္ဘောဆက်နစီလောက်ဟာကန်တက်ဆက်စင်ရေးအတွက်လေ့ကျင့်ခဲ့တာကိုလည်းဂျူဒူပုံရိပ်တွေအရာတွေ့ရတယ်လို့ဆိုပါတယ်။ရှယ်ရိုနေပြီလို့တင်စားခေါ်ရတဲ့ဒီအုပ်စုကြီးဟာပုံမှန်စစ်သင်္ဘောတွေနဲ့တည်းလုံးဝမလုံလောက်နိုင်တဲ့ကျူးကျော်စစ်စင်တွေမဲ့တပ်ဖွဲ့ဝင်အင်အားနဲ့ရိတ်ခါထောက်ပံ့မှုကိုဖြည့်ဆည်းဖို့ ဒီကရွေတာဖြစ်ပါတယ်ထူးခြားဆုံးကတော့ပုံမှန်စိတ်ကမ်းအခုညီမပါပဲတာမန်ကုန်လင်သင်းမော်တွေပေါ်ကနေစစ်ပတ်သုံးရင်းတွေကိုကမ်းခြေပေါ်တိုက်ရိုက်ချပေးနိုင်တဲ့နီးပြူဟာအတင်းနဲ့ရွေရှားရေပေါ်စိတ်ခန့်တရားကိုပါစမ်းသက်လာတာဖြစ်ပါတယ်ကမ္ဘာသင်းမော်တိစောင်းလုပ်ငန်းရဲ့90%ခန့်လုံးကျော်ပိုင်ဆိုင်ထားတဲ့တရုတ်ဟာဒီရက်ပတ်သင်းမော်တွေကိုစီးရင်းမှအသုံးပြုလာနိုင်တဲ့အတွက်ကမ်းတက်စီးရေးစွန့်ရည်တည်တာမြင့်တက်လာတယ်လို့ကျွမ်းကျင်သူတွေကပြောပါတယ် ဆေးပြခန်းနားမှာလည်းတမရှိကစစ်တပ်ရဲ့စွန့်ကြီးကိုချီးကျူးခဲ့ပြီးတရုတ်ဘက်ကထိုင်ဝမ်ကိုအင်အားသုံးသိမ်းမဲ့အစီအစဉ်မတော်မှမစွန့်လွတ်ဘူးလို့ကြေညာထားပါလေထိုင်ဝမ်ကကွယ်တောင်ရှိသူတွေကတော့ဒီသင်းမိုးတွေဟာလက်နက်ကြီးတန်းခန်းနိုင်မရှိတာကြောင့်ဒါဟာပြည်သူတွေကိုစိတ်ခံစားမှုဆိုင်ရာကြောက်လန့်အောင်ချိန်ချောက်တဲ့စိုက်ဝါလုပ်တာလို့ပြောပါလေထိုင်ဝမ်ရေတကြားရာသီဥတုနဲ့ပထဝီနေထားအခက်အခဲရှိပေမဲ့တရုတ်ကလက်တွဲကြတဲ့ ကျူးကျော်စစ်အစီအစဉ်တွေကိုရေးဆွဲပြီးစစ်တီနဲ့လက်လက်တွေကိုကန့်ကျစ်ပေါ်အများဆုံးပို့နိုင်မဲ့နီလန်းတွေအရှိန်မြှင့်လှုပ်ဆောင်နေတာဖြစ်တယ်လို့သုံးသပ်ကြပါတယ်။နောက်သတင်းတပုတ်ပြောချင်တယ်ဗျ။ရုရှားကနောက်ဆုံးပေါ် SU-57 တိုက်လေယာဉ်နည်းပညာအလုံးကိုအိန္ဒိယအားကန့်လှမ်းလိုက်ပါတယ်။ရုရှားနိုင်ငံရဲ့ SU-57 တိုက်လေယာဉ်ကန့်လှမ်းမှုဟာအိန္ဒိယနဲ့အမေရိကန်ကြားဆက်ဆံရေးတင်မာချိန်အိန္ဒိယရဲ့မဟာဗျူဟာမြောက်ရွေးချယ်စရာကိုမြှင့်တင်ပေးလိုက်တာဖြစ်ပါတယ်။ ဒီလောက်ရဟာမော်စကိုအနေနဲ့နယူးဒေလီနဲ့ကာကွယ်ရေးဆက်ဆံရေးကိုပြန်အသက်သွင်းလိုပြီးအိန္ဒိယရဲ့စစ်ဘက်ဆိုင်ရာအစစ်မြင့်တင်ရေးလိုအပ်ချက်တွေအတွက်ဖြည့်ရှင်းချက်တွေပေးလိုကြောင်းသုံးသပ်သူတွေကပြောပါတယ်။ရုရှားဟာသူတို့ရဲ့ပစ္စမမျိုးဆက်တိုက်လေယာဉ်ဖြစ်တဲ့ SU-57 နီးပညာအခွင့်အရေးအလုံးအိန္ဒိယကိုအကန့်အသတ်မရှိလွှဲပြောင်းပေးမယ်လို့ကန့်လန့်ထားပါတယ်။ဒီကန့်လန့်မှုမှာအင်ဂျင်တွေ၊စက်ဖက်အာရုံခံ၊ကိုရီးယားတွေ၊ Core ပစ္စည်း Steel Feature နဲ့လေယာဉ် Electronic ပစ္စည်းတွေအပါအဝင်အရေးပါတဲ့ စိတ်ပိုင်းအလုံးအိန္ဒိယမှာကိုယ်တိုင်ထောက်ခွင့်တဲ့နေပညာမှာလွှဲပြောင်းခွင့်ပါပါတယ်။အိန္ဒိယအတွက်တော့မက်လောက်စရာကြီးပါ။အိန္ဒိယအနေနဲ့ပြည်ပပိတ်ဆို့မှုတွေရဲ့ထောက်ပံ့ရေးခွင့်ဆက်ပြဿနာအတွက်စိုးရင်ပူပန်စရာမလိုပဲအဓိကအစိတ်ပိုင်းတွေကိုပြည်တွင်းမှာထုတ်လုပ်နိုင်ဖို့အားပေးတဲ့ရည်ရချက်ဖြစ်တယ်လို့ရုရှားဘက်ကပြောပါတယ်။လက်ရှိအမေရိကန်နဲ့အိန္ဒိယကြားဆက်ဆံရေးအေးဆက်ချိန်မှာရုရှားကလည်းမှုကအိန္ဒိယတို့တော့ခွင့်ရေးကောင်းပါ။ရေဂန်ဟာသူတို့ရဲ့ F35 တိုက်လေယာဉ်ဤပညာကို အပြည့်အစုံလွှဲပြောင်းပေးမှာမဟုတ်တဲ့အတွက်ရုရှားရဲ့နီးပညာပြေဝါလွှဲပြောင်းမှုကံလက်ချက်ဟာအိန္ဒိယကိုပုံမဆွဲဆောင်မှုရှိနေပါတယ်။ဒါပေမဲ့အိန္ဒိယဟာဒီကံလက်ချက်ကိုလက်ခံရင်တော့အမေရိကန်ရဲ့ပိတ်ဆို့ရည်မှုဥပဒေကဲ့သို့ဝါရှင်တန်နဲ့ခြားနောက်နိုင်ငံတွေရဲ့ဆက်ဆံရေးကိုရှုပ်ထွေးနိုင်စေတဲ့အတွက်သတိထားကင်တွင်နေပုံရပါလိမ့်။နောက်သတင်းတစ်ပုတ်ပြောချင်ပါလေ။လက်လက်နေတဲ့ယူကရိန်းသမားယုံကြည်ကဲအန်ဒရီယာမနီယာမှာဘသူကိုခန့်အပ်မလဲသမရဇီလန်စကီဟာ ။နိုဝင်ဘာ29ရက်နေ့မှာစိတ်ဝင်စားစရာကောင်းတဲ့အစိုးရအတွင်းအစင်းမြင့်တရားစွန့်လုပ်ပွဲတွေပြုလုပ်ခဲ့ပါတယ်။ဇလန်စကီးဟာအသက်34နှစ်အရွယ်ရှိတဲ့ Digital ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးမီခိုင်လိုဖတ်ဒရို39နှစ်အရွယ်ရှိပြီဖြစ်တဲ့စစ်တော်လေကြီးကဒုဗိုလ်ချုပ်ကြီးကေဗီဘူဒန်နော့လက်ရှိသမ္မတရုံးဒုတိယကြီးကအသက်40အရွယ်ဗိုလ်မှူးကြီးပါဘလိုပါလီဇာနဲ့အသက်50ရှိပြီဖြစ်တဲ့ဝန်ကြီးချုပ်ဟောင်းနဲ့လက်ရှိကာကွယ်ရေးဝန်ကြီးဒန်နဲရှာမီဟာတို့နဲ့တီးခြားတွေ့ဆုံခဲ့ပါတယ် သက်ဆိုင်ရာဝန်ကြီးဌာနနဲ့လည်းပတ်သက်တဲ့အရေးအရာတွေဆွေးနွေးခဲ့တယ်လို့သမ္မတရုံးကထုတ်ပြန်ပေမဲ့ဒီကအချက်ကအဂိဆိုဆိုကျနဲ့ယာဒူကနှုတ်ထွက်သွားတယ်။သမ္မတရုံးကြီးကအန်ဒရီရာမက်နေရာကိုခန့်အပ်တောင်းဝန်ပေးရေးဖြစ်နိုင်ပါတယ်။အန်ဒရီရာမက်ဟာရုရှားနဲ့ပြည့်ရပြီးငင်းကြေးရေးအစီအစဉ်အကောင့်ထဲဖော်ရင်းနဲ့ပတ်သက်လို့အမေရိကန်နဲ့ပြုတ်တဲ့ဆွေးနွေးပွဲတွေမှာယူကရိန်းကိုယ်စားလှယ်ဖွဲ့ခေါင်းဆောင်တောင်းဝန်ယူထားသူပါ။အင်မတန်အရေးကြီးတဲ့နေရာပါ။ အန်ဒရီရာမတ်ကပြောရမယ်ဆိုရင်တော့ဇီလန်စကီပြီးရင်ယူကရိန်းမှာအော်စာကြီးဆုံးပုဂ္ဂိုလ်ဖြစ်ပါလိမ့်။ယာလူကနှုတ်ထွက်သွားတဲ့အန်ဒရီရာမတ်နေရာကိုလွန်ကျော်ရေးကောင်စီတွင်မှုရူစတန်ဥမာရော့ကိုလောလောဆယ်ယာယီခန့်အပ်တောင်းဝေပေးထားပါလိမ့်။မေဂန်နဲ့ဆနုဘတ်တွေလည်းဆက်လက်လှုပ်ဖို့ပြင်ဆင်နေပါတယ်။ဆနုဘတ်ကိုတတိယနေ့ဆက်ကျင်းပဖို့အတွက်လက်လက်နေတဲ့တမရယုံကြီးကနေရာကိုအများဆုံးရွေးချယ်ခန့်အပ်ဖို့အတွက်ရေးကြီးနေတယ်လို့ယူကရိန်းသတင်းရင်းမြစ်တွေကပြောပါတယ်။ လက်ရှိအန်ဒရီရာမက်နှုတ်ထွက်သွားပြီးတဲ့နောက်ဝန်ထမ်းကြီးကဲ့နေရာကိုဘသူ့ကိုခန့်မလဲဆိုတာကလည်းတော်တော်လေးကိုစိတ်ဝင်စားစရာကောင်းပါလေဇီလန်စကီကတော့တမရယုံကိုအပြေးအဝပြုပြင်ပြောင်းလဲမယ်ဆိုပြီးတော့ကြီးညာထားတာဖြစ်ပါလေနောက်ထပ်သတင်းပုတ်ပြောချင်ပါလေအခုလည်းလည်းလည်းအာနာသိမ့်ထားတဲ့ဂင်းနီပီဇောနိုင်ငံမှာဘာကြောင့်အာနာသိမ့်မှု ဖြစ်ခဲ့ရတာလဲဂင်းနီပီဇောမှာရွေးကောက်ပွဲပြုလုပ်ပြီးနောက်အောင်ရက်ကြာ နိုဝင်ဘာ26မှာအာနာသိမ့်မှုဖြစ်ခဲ့တာပါနိုဝင်ဘာ23ရက်နေ့ကပြလို့တဲ့ရွေးကောက်ပွဲမှာလက်ရှိသမ္မတရူမာရိုစစ်စကိုအမ်ဘလိုနဲ့ပြန်ပတ်ကိုယ်စားလှယ်လောင်းဖိုင်နယ်လို DS တို့ကသူတို့အသေးသေးကအနိုင်ရတယ်ဆိုပြီးပြန်လှန်ကြညာနေပါတယ်ဂင်နီပီဇောပြည်တဲ့နှစ်နှစ်သန်းခွဲကန်ကရွေးကောက်ပွဲမဲရလက်တွေကြညာချက် ဆောင်းဆိုင်ချင်းစစ်တပ်ကအာနာသိမ့်ခဲ့ပြီးသမ္မတကိုပါဖမ်းလိုက်ပါလေအာနာသိမ့်မှုဖြစ်ပြီးနောက်အခု ၃ရက်လောက်ကြာမှာစစ်တပ်ကဖမ်းထားတယ်ဆိုတော့တမရအမ်ဘာလိုနဲ့လူမျိုးကွန်းကပြောက်ကွက်နေပါလေ။ကောလာဟလာရီယာအမ်ဘာလိုဟာဂျလိယင်ဒစည်းနဲ့သူ့ရဲ့ကိုယ်ရည်တော်တွေနဲ့နိုင်ငံခြားအောင်ချင်းထွက်တော်ကြောင်းတည်င်းနေပြန်နေပါလေ။အမ်ဘာလိုကိုဖမ်းထားတယ်ဆိုတော့စစ်တပ်ကြီးညာချက်ကိုတရားဝင်တီးပြနိုင်ခြင်းမရှိပေမဲ့စစ်တပ်ကဗိုလ်ချုပ်ကြီးဟော်တာကိုယာယီတမရဖြစ်ခန့်အကြောင်းကြီးညာပါလေ။ဟော်တာအန်တာဟာအမ်ဘာလိုရဲ့တက်တော်ဆောင်တူဖြစ်ခဲ့ပြီးတော့စစ်ဦးစီးချုပ်ဖြစ်တာဝန်ထမ်းဆောင်မှုပေမဲ့အတိတ်ကာလက သူတို့နှူးကြစစ်ဆန်ရေးကိုမသိရပါဘူးတိုက်ခန်တွေကအာနာသိန်းကောင်းဆောင်တွေဟာအမ်ပါလုံနဲ့နေဆက်တဲ့မဟာမိတ်တွေလိုယူဆနေပါတယ်စစ်တပ်ကရွေးကောက်ပွဲဝင်မရတဲ့ဒိုမီဂိုဆိုင်မိုအက်စပါရေရာကိုလည်းဖမ်းဆီးထားတယ်လို့ကြေညာပါတယ်အာနာသိန်းမှုဖြစ်ကြတဲ့ကပါရေရာနဲ့ဆက်သွယ်မရတော့ကြောင်းသူ့ပါတီကပြောပါတယ်လက်ရှိအမ်ပါလုံဒီရီယက်စ်နဲ့ပါရေရာ၃ဦးလုံးလူမျိုးကွင်းမှာပြောင်းနေပါတယ်သူတို့ကိုစစ်တပ်ကဖမ်းထားတာခွဲပြေးနှိမ့်ချနေတာဘာတစ်ခုမှမသိရပါဘူး သူတို့သုံးလုံးဟာပြောရမယ်ဆိုရင်တော့ဂီနီပစ်စောမှာထင်ရှားတဲ့လူမှုခေါင်းဆောင်တွေဖြစ်ပါတယ်။သူတို့ဟာလက်ရှိချိန်မှာလည်းနှစ်ပေါင်းများစွာ ပြန်ပတ်တွေဖြစ်ပါတယ်။အခုတော့နောက်ဆုံးရတဲ့သတင်းအရဆိုရင်စစ်တကအာနာသိန်းနဲ့ဂီနီပစ်စောနိုင်ငံကသမရဟာစီနီဂေါနိုင်ငံကိုတင်းချောင်းနေတယ်လို့စီနီဂေါအာနာပိုင်းတွေကပြောပါတယ်။အင်းဒီချင်းစီနီဂေါနိုင်ငံကိုရောက်လာခဲ့တာပါလို့ပြောပါတယ်။ သူ့စစ်တပ်ကပဲပြန်လှုပ်ပေးလိုက်တာလို့ပြောပါလေမိုးရဟောအန်တန်ကိုတင်ကွန်းပြောင်းရေးကာလခေါင်းဆောင်ဖြစ်ခန့်အပ်ပြီးသူဟာအာနာမကြာခဏတိုင်းတဲ့နိုင်ငံကိုတစ်နှစ်ကြာအုပ်ချုပ်မှာဖြစ်ပါလေ